ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကိုယနေ့ဧပြီလ22ရက်နေ့မနက်ပိုင်းကအရှေ့မြောက်တိုင်းစစ်ဌာနချုပ်အလံတွေလွှင့်ထူထားတဲ့တမရော်ရှင်တန်းဝင်ရောက်လာကြောင်းသိရပါဗျ။အဆိုပါတမရော်ရှင်တန်းမှာယင်စီးရရာချီပါဝင်ပြီးလက်ရှိအချိန်မှာဗီယန်စုလမ်းမကြီးပေးမှရပ်တန့်ထားကြောင်းသိရပါဗျ။ MNDA ကထိန်းချုပ်ထားတဲ့လာရှုမြို့ကိုနာဆာကရဲ့ဒေတာဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ထံကိုပြန်လည်လွှတ်ပြောင်းမယ်လို့အချိန်ကြာပိုင်းကသတင်းတွေထွက်ပေါ်လာခဲ့ပြီးလာရှုမြို့မှာ MNDA နာဆာကရဲ့လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတွေတရုတ်နိုင်ငံပြစ်ခတ်ရဆေးမှုစောင့်ကြည့်ရေးကိုယ်တိုင်အဖွဲ့တို့ကလည်းရခိုင်ရက်တွေကတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်အခုလိုတက်မတော်ကလာရှုမြို့တွင်ကိုပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။လာရှုမြို့ဥချုပ်ရေးနဲ့ပတ်သက်ပြီးဘယ်လိုစီမံဆောင်ရွက်မယ်ဆိုတာကိုလက်ရှိအချိန်ထိဗန်တီတီကတရားဝင်ထုတ်ပြန်ထားတာမရှိသေးပေမဲ့ MNDA အဖွဲ့ကဧပြီလ22ရက်နေ့မှာ၎င်းတို့ရဲ့အထူးဒေသတဲ့အလံတွေကိုလာရှုမြို့မှာဖျောက်သိမ်းခဲ့ပါတယ်။ဒါပေမဲ့လာရှုမြို့အတွင်းမှာ MNDA အဖွဲ့ဝင်တချို့ကဆွေးနွေးပွဲပြုလုပ်တဲ့ဆင်နကောင်ဟိုတယ်အနီးတစ်ဝိုက်မှာရှိနေတဲ့ဖြစ်ကြောင်းဒေသခံတချို့ ကပြောပါရယ်မြန်မာနှစ်တကူရုံးပိတ်ရက်တွေပြီးဆုံးပြီးအစိုးရရုံးလုပ်ငန်းတွေယနေ့ဧပြီလ22ရက်နေ့မှာပြန်လည်ဖွင့်လှစ်ပြီးဖြစ်ရာလာချုပ်မြို့အုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ထမ်းတွေအခုတမတော်ရင်နှန်းတဲ့အတူပေါဝင်လာခြင်းရှိမရှိကိုတော့တိတိကျကျမသိရသေးပါဘူးစစ်ရင်နှန်းဝင်လာတာတွေ့ရတယ်လောလောဆယ်တော့လမ်းပြမှာရပ်ထားတယ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာဝန်ထမ်းတွေလည်းတခါတည်းပါလာသလားမပါလားဆိုတာမသိရသေးဘူးရင်စည်းရေကရာချီရှိတယ်ပြည်သူတွေကတော့ပုံမှန်အတိုင်းပဲသွားလာနေတယ်လို့ဒေသခံတူကပြောပါရယ် လက်ရှိအချိန်မှာလာရှိုးမြို့ကနေတောင်ကြီးမြို့ကိုရောက်ရှိနေတဲ့ဒရက်ဘတ်တောင်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေဟာအမည်စင်းရင်သာပြေးထရပြီးလာရှိုးမြို့ကိုပြန်လည်တွားရောက်ဖို့အမိန့်တစုံတရာမရှိသေးကြောင်းနဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတွေယခုတက်မတော်ရင်းနှီးနဲ့ပတ်ဝန်းတွားနိုင်ကြောင်းဝန်ထမ်းတို့ကဆိုပါတယ်